အေရဝတိုင်းဒေသကြီးကျုံပျော်ခရိုင်ရေကြီးမြို့နယ်ငတိုင်းကျောင်းမြို့အခြေခံပညာထက်တန်းကျောင်းမှာဂရိတ်တွဲကျောင်းသားကျောင်းသူများအောင်ကျဲမြန်မာရေးဆွေးနွေးပွဲကိုနိုဝင်ဘာလ25ရက်မလဲပိုင်းကပြုလုပ်ခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမဝင်းကအေရဝတိုင်းဒေသကြီးဟာအခြေခံပညာကျောင်းဖွင့်လှစ်မှုကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်းသိပ္ပံဘာသာတွဲမှာလည်းနိုင်ငံတော်ဆင့်ထူးချွန်ကျောင်းသားများပေါ်ထွက်ရေးအတွက်ဝန်ဝန်ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း Global at Agro and Aqua Industry Public Company Limited ဟာစက်ရုံပထမအဆင့်တိစောက်ပြီးစီးတော့မှာဖြစ်ရာလုပ်ငန်းလည်ပတ်ရာမှာလိုအပ်တဲ့ဝန်ထမ်းဥယျာဉ်ကိုအရာယူတိုင်းဒေသကြီးအတွင်ရှိတဲ့တက္ကသိုလ်ကောလိပ်သိပ္ပံများမှဘွဲရရှိသူများအပြင်စက်မှုစိုက်ပျိုးရေးငွေမြေထက်တန်းကြောင့်အောင်မြင်သူများကိုလည်းအလောက်ခံထားပေးတော့မှာဖြစ်ပါကြောင်းနဲ့နိုင်ငံတော်မှမျှော်မှန်းထားတဲ့အလောက်ကင်ခွင့်လန်းများရရှိရေးအတွက်လည်းအထောက်အကူပြုစေမှာဖြစ်ကြောင်းမှာကြားပါတယ်။ ဆက်လက်ပြီးတိုင်းဒေသကြီးပညာရှင်မှုကတက္ကသိုလ်ဝင်စာမေးပွဲအောင်ကျဲမြန်မာ၏အတွက်အမှတ်ပေးစီမင်းစည်းကမ်းများနဲ့အညီဖြည့်ဆည်းနိုင်ရေး Grade 12တွင်ဆရာဆရာမများကတက္ကသိုလ်ဝင်စာမေးပွဲအောင်ကျဲမြန်မာ၏အတွက်ဘာသာရပ်အလိုက်သင်ကြားပေးနိုင်မှုအခြေအနေများနဲ့အကျိုးစာမေးပွဲများမှာကျောင်းသားကျောင်းသားများရဲ့ဖြည့်ဆည်းနိုင်မှုအခြေအနေများကိုရှင်းလင်းတင်ပြပေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကကျောင်းသားကျောင်းသားများအားချင်းမြင့်မြများကိုလည်းကောင်း ရဝိဒေတာမှရေဒီမျိုးနယ်အတွင်လာရောက်တာဝန်ထမ်းဆောင်နေတဲ့ဆရာဆရာမများအားစံစီကျက်ဥများကို၎င်းချီးမြှင့်ပေးရပါတယ်အိနာတနိတာဂျင်ဝင်းကြီးကျောင်းနယ်ဖွဲ့ဟာရေကြည်မြို့နယ်ငတိုင်းကျောင်းမြို့ရေတကွန်တောင်ပိုင်းခြေကံပညာမူလတန်းကျောင်းတို့တွားရပြီးကျောင်းသားကျောင်းသူများပညာသင်ကြားနေမှုကိုကြည့်ရှုအားပေးပါတယ်။ ဆက်လက်ပြီးရေကြီးမြို့နယ်ခြေကပညာထက်တန်းကျောင်းတေးစာတေရီခမ်းမမှာပြုလုပ်တဲ့ Grade 12အကြောင်းသားကျောင်းသူများအောင်ကျက်မြန်မာရေးတွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်ပြီးဒဏ္ဍာရီကြီးဝန်ကြီးချုပ်ကတက္ကသိုလ်ဝင်စာမေးပွဲမှာအထောက်ကူဖြစ်စေမဲ့သိပ္ပံဘာသာရဲကိုတင်တော့ကိုပစ္စည်းများလက်တွေ့အတုံးချတင် जा နိုင်အတွက်ချိန်ကပညာအထက်တန်းဆင့်တင် जा တဲ့ဆရာဆရာမများရေသွေးမြင့်ဆွေးနွေးပွဲကိုခရိုင်များအလိုက်ပြုလုပ်ခဲ့ပါကြောင်းပြောကြားပါတယ်။ အိမ်နောက်တန်းဒီသာကြီးပညာရှင်မကစင်စဲမပြတ်အတန်းစင်ကိုပြမှုမြန်မာရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်ကျဲမြန်မာရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်းကောင်းရေကြီးမျိုးနဲ့ခြေကံပညာထက်တန်းကြောင်းကျောင်းအုပ်ဆောင်မကြီးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ကျမြန်မာ၏အတွက်ဆက်လက်ဆောင်ရွက်သွားမယ့်အခြေအနေများကိုလည်းကောင်းဆွေးနွေးပြောကြားပြီးဒဏ္ဍာရီဝင်ကြီးချုပ်ဟာကျောင်းသားကျောင်းသူများအားချင်းမြင့်ဝင်များကိုလည်းကောင်းရဝေးဒေသမှရေချင်မြို့နယ်အတွင်းလာရောက်တာဝန်ထမ်းဆောင်တဲ့ဆရာဆရာမများအားစံစီကျောက်များကိုလည်းကောင်းချင်းမြင့်ပေးရပါတယ်။အိမ်နောက်ရေချင်မြို့မင်္ဂလာရမကျောင်းတိုက်သို့သွားရောက်ပြီးကျောင်းတိုက်ဆရာတော်အားဖူးမြော်ကြီးညိုကသာသနာ့ဆိုင်ရာများတင်ပြလျှောက်ထားပြီးလူဝဲပြည့်စင်များနဲ့ ရေချင်မျိုးနယ်မြို့မရက်ကွက်ရွာသာကုန်းမှာတီထားကိုးကွယ်တော်မူတဲ့ရှေးဟောင်းတမိုင်းဝင်ဇေတော်မြတ်ကြီးအားကြံလည်ပြည့်ပြင်းမွမ်းမံနိုင်ရန်နဲ့ဇေတော်မြတ်ကြီးရဲ့အယံဇေတော်များတီထားကိုးကွယ်နိုင်ရန်အတွက်အလူငွေများဆက်ကပ်လှူဒါန်ပါတယ်။ အေရီတိုင်းဒေသကြီးမြောင်းများခရိုင်မြောင်းများမျိုးအမတ်တခြေခံပညာထက်တန်းကျောင်းမှာစာကြီးတိုင်းများဖွံ့ဖြိုးတိုးတက်ရေးနဲ့စာဖတ်ရှင်မြင့်တင်ပွဲတော်ဖွံ့ဖြိုးကဏ္ဍကိုဒီနေ့မနက်ပိုင်းကကျင်းပရာလန်ဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းဟာတာဝန်ရှိသူများနဲ့အတူမော်ဦးဆိုင်ဘုတ်ကိုဖဲချိုးဖြတ်ဖွင့်လှစ်ပြီးဘင်ခရာအဖွဲ့ဘဘွားအကအဖွဲ့တရော့အဖွဲ့များအားချင်းမြင့်ဝင်များပေးရပါတယ် အိမ်နောက်ပညာရတနာခမ်းမမှာခန့်နှောက်ကိုဆက်လက်ကျင်းပရာကျောင်းသားကျောင်းသူလေးများကဒေသချင်းများတိစိုးဖွင့်လှစ်ခဲ့ပြီးလက်နေသားချင်းဝင်ကြီးတို့ကနိုင်ငံတော်အနေနဲ့စာကြီးတိုင်းများဖွံ့ဖြိုးတိုးတက်ရေးနဲ့စာဖတ်ရှင်မြင့်တင်ရေးအတွက်ပံ့ပိုးမှုများကိုလည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းမိမိတို့တိုင်းဒေသကြီးဟာခြေကံပညာကျောင်းဖွင့်လှစ်မှုအများဆုံးနဲ့ကျောင်းတက်ရမှုအများဆုံးတိုင်းဒေသကြီးဖြစ်ပြီးတက္ကသိုလ်ဝင်စာမေးပွဲအောင်ကျမြန်မာ၏အတွက်အားလုံးပူးပေါင်းဆောင်ရွက်ကြွားရမှာဖြစ်ပါကြောင်းပြောကြားပါတယ် အဲဒီနောက်ဒေသချင်းများအကများဖြင့်တိစုပ်ဖြပြင်းကြရာတန်လီတာချင်းဝင်ကြီးချုပ်နဲ့ဇနီးတို့ကဂုံပြူစုငင်များပေးရချင်းမြင်ပါတယ်ဆက်လက်ပြီးပြသထားတဲ့ပြကန်းများကာယညာနာဆွမ်းရည်ပြိုင်ပွဲများကိုလှည့်လည်ကြည့်ရှုအားပေးပါတယ် အိမ်နောက်ရောင်းများမျိုးပြည်သူစေယုံကြီးမှာမြေပြည်တော်မှအထူးကုဆောင်ဝင်ကြီးများကနှက်ခမ်းခွဲအာခေါင်ခွဲလူနာများအားအခမဲ့ကွင်စင်ကုသနေမှုကိုကြည့်ရှုအားပေးပြီးလာရောက်ကုသမှုခံယူတဲ့ဒေသခံပြည်သူများအားအားပေးစကားများပြောကြကာလူနာများအားအာဟာရဖြစ်ဆက်စာများပေးအပ်ခဲ့ကြောင်းသိရပါတယ်ဒီသတင်းကို ပတ်သိမ်းသတင်းဌာနကမှ ပေးပို့ထားတာဖြစ်ပါရှင်